အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့အနေငယ်ရတိခန့်ချင်ပါတယ်ကျွန်တော်ညတော့ကတော်လေးဘိုက်နာပြီးတော့အိတ်လုံးမရောက်ပါတော့အဲ့ဒီကြောင်းလေးနေငယ် sharing အဝေးမြတ်တိခန့်ချင်ပါတယ်ရတိမခန့်ခင်လေးမှာနှုတ်ကပတ်တော်ပေါ့နော်ကျမ်းကျမ်းပိုက်တစ်ပိုက်ဖတ်ချင်တယ်ရှီမာကိုခရစ်ဝင်အခန်းကြီး9အငယ်23မှာရှီမာကိုခရစ်ဝင်အခန်းကြီး9အငယ်23မှာယေရှုကလည်းတင်းဒီယုံကြည်နိုင်တယ်လို့ ယုံကြည်တော်သူဖြစ်ရင်ခသိမ့်တော်အမှုတော်ကိုတတ်နိုင်တယ်ဟုမိန်တော်မူ၏တဲ့ဆိုတော့ဘုရားကယုံကြည်နိုင်တယ်လို့ပေါ့နော်ဘုရားကဘယ်လောက်ထိယုံကြည်နိုင်တယ်လဲကျွန်တော်ကဘုရားကိုယုံကြည်တယ်ဆိုရင်ဘုရားတခင်ကခသိမ့်တော်အမှုတွေကိုတတ်နိုင်တယ်ဆိုတဲ့အကြောင်းအာကျမ်းပိုက်လေးဖြစ်တယ်ပေါ့နော်ဆိုတော့ဒီဟာလေးနဲ့လည်းဒီနေ့ကိုအားယူဖို့ဖြစ်တယ်ပေါ့နော်ဆိုတော့မနေ့ညကျွန်တော်ည7နာရီလောက်ပေါ့နော်ထမင်းစားတယ်ထမင်းစားပြီးတော့ ထမင်းစားပြီးတဲ့ချိန်မှာဘက်ကမယိမတာဖြစ်လာတယ်ပေါ့နော်။ဘက်ကမမယိမတာဖြစ်လာတယ်။ဒါပေမဲ့ဘက်ကအဲ့လောက်ကြီးမနာဘူးပေါ့နော်။ဘက်ကအဲ့လောက်ကြီးမအောင်သေးဘူး။အဲ့လဲကျွန်တော်ည7နာရီလောက်ည7နာရီလောက်အိပ်မယ်ဆိုတော့နောက်ဘက်ကပို့ပြီးတော့အောင်လာတယ်ပေါ့နော်။ဘက်ကပို့နာလာတယ်။ပို့နာလာပြီးတော့အဲ့လဲအိပ်မယ်ဆိုတော့အဲ့လိုမရောက်အထပြီးတော့ကျွန်တော် ဆုတောင်းတယ်ပေါ့နော်ဆုတောင်းတယ်ဒီကောင်းကင်ပထနာပေါ့နော်ကောင်းကင်မနာရှိတော်မူတော့ကျွန်တော်တို့အဖကိုရောနာမတော်အားယုတိလေးမြချင်းရှိပါစေတော့ဆိုတဲ့အရာရွတ်ဆိုတဲ့ဆုတောင်းတယ်ပြီးတော့ကျွန်တော်ရဲ့ဘိုက်ပေါ်မှာလက်တင်ပြီးတော့ဒီဘိုက်ထဲမှာကောင်းတဲ့လေတွေပေါ့နော်မကောင်းတဲ့အရာရေရွှေ့နာမောင်းထုတ်ပါဆိုပြီးကျွန်တော်ဝန်ခံတယ်ပေါ့နော်၁နှစ်နာရီလောက်မှကျွန်တော်တခါဆုတောင်းတယ်အဲ့ဒါမတက်တာဘူးပေါ့နော်မတက်တာဘူးအဲ့ဒါနဲ့မနေ့၃နာရီလောက်မှာ တစ်ခါကျွန်တော်ပြန်ပြီးတော့ဆူတောင်းတယ်ကျွန်တော်ပြန်ဆူတောင်းတယ်အဲ့လိုပဲကျွန်တော်ဘိုက်ပေါ်မှာလည်းတင်းတယ်ယေရှုနာမနဲ့မောင်းထုတ်ပါယေရှုကျွန်တော်ဝန်ခံတယ်အဲ့ဒါလည်းမတက်တာဘူးနော်မတက်တာဘူးအဲ့ဒါကျွန်တော်မနဲ့မိုးလင်းခါနီးမနဲ့6နာရီ6နာရီဝင်းကျင်လောက်ပါပေါ့နော်ထပ်ပြီးတော့ကျွန်တော်ဆူတောင်းတယ်ဆူတောင်းတယ်ကျွန်တော်အဲ့လိုပဲကျွန်တော် ဘိုက်ပေါ်လေးတင်ပြီးတော့မကောင်းတဲ့လေတွေပေါ့နော်မကောင်းတဲ့အရာတွေယေရှုနာမ၌မောင်းထုတ်ပါဆိုပြီးတော့ဝန်ခံတယ်ပေါ့နော်ဆိုတော့၃ကျင်းတဲ့တိုင်ကျွန်တော်ဆုတောင်းတယ်ပေါ့နော်မနေ့6နာရီအဲ့တော့နောက်ဆုံးပဲနော်ဆိုတော့ဆုတောင်းပြီးတော့ကျွန်တော်ရဲ့စိတ်ထဲမှာညင်တဲ့ချင်းတစ်ခုပေါ့နော်ဒါဖရာဖရာကလုတ်ပေးမယ်ဆိုတဲ့အရာညင်တဲ့ညင်တဲ့ချင်းတစ်ခုကျွန်တော်ရသွားတယ်ဒါပေမဲ့အဲ့ဒီချိန်မှာတော့ဘိုက်ကဘိုက်အောင်တာတော့မပြောက်သေးပေါ့နော်ဘိုက်နာတာမပြောက်သေးဘူးအဲ့တော့ကျွန်တော်မနေ့မိုးလင်းခါနေမှာကျွန်တော်အိတ်တယ်ပေါ့နော် အိပ်ပင်မဲ့ကျွန်တော်ဘက်ရတော့နာရီဆဲပေါ့နော်အဲ့ဒါနဲ့ကျွန်တော်အိပ်အိပ်ရင်းနဲ့အိပ်ပျော်သွားတယ်ပေါ့နော်ဆိုတော့ကျွန်တော်ထားတဲ့ချိန်မှာမိုးလင်းပြီးသွားပေါ့နော်ကျွန်တော်ထားတဲ့ချိန်မှာကျွန်တော်ဘိုက်နာတာပျောက်သွားပြီပေါ့နော်ဆိုတော့မကောင်းတဲ့လေတွေလည်းထွက်သွားတယ်ပေါ့နော်ထွက်သွားတယ်အာကျွန်တော်ဘိုက်လည်းပကတိပေါ့နော်တညာလုံးဘိုက်အောင်ဘိုက်နာပြင်မဲ့ဖယားခင်ကကျွန်တော်ကိုပြင်လဲပြီးတော့ဘိုက်နာချန်နေပြင်လဲပြီးတော့အာဘယ်လိုပြောမလဲကျွန်မချင်းပြန်ပေးတယ်ပေါ့နော် ဆိုတော့ဘာဖြစ်လို့ဒါဒီဟာလေးကိုတည်တည်ခံနေတဲ့လဲဆိုတော့ဘာကြောင့်ကျွန်တော်တည်တည်ခံရလဲဆိုတော့ဒီဟာလေးဆိုပေမဲ့ကျွန်တော်တို့ဖခင်ကမကွဲကာဘူးမဆောင်ရှောက်ဘူးဆိုရင်ဖခင်ကကြမ်းမာခြင်းမပေးဘူးဆိုရင်ကျွန်တော်တညအတွင်းမှာလဲတခုခုပေါ့နော်ဆိုတော့ခေါ်တော်မူခြင်းလားဘာလားကျွန်တော်ပြောတတ်ဘူးပေါ့နော်တခုဖြစ်သွားနိုင်တယ်တော့ဆိုကျွန်တော်ရဲ့ကျွန်တော်တို့ရဲ့အတ္တကကျွန်တော်တို့ရဲ့အသက်ရှင်ခြင်းတည်ခြင်းကကျွန်တော်လက်ထဲမှာမရှိဘူးဖခင်လက်ထဲမှာမရှိတယ် ဒါကြောင့်အာကျွန်တော်ကဖေးရကောက်မဲ့ချင်းကိုဒီကအာ YouTube ပေါ်ပါတော့ Facebook မှာကြည့်နေမိတ်ဆွေကိုပြန်လာပြီးတော့ sharing ပေါ့နော်ဝင်မြပေးခြင်းဖြစ်ပါတယ်အာသူများတွေတော်တော်အသေးမွားကိစ္စပေါ့ဖြစ်ဖြစ်ကောင်းဖြစ်လိမ့်မယ်ဒါပေမဲ့ကျွန်တော်အတွက်တော့တော်တော်လေးကြီးကြီးမားမားပေါ့နော်ကျွန်တော်တော်တော်လေးကြီးကြီးမားမားခံစားရဖြစ်တဲ့အတွက်ကြောင့်ဒါတော့တော်ဘယ်လိုပြောမလဲတေတေမရလောက်အောင်ပေါ့နော်တေမရလောက်တေတောင်တေမလားဆိုတော့ဆိုပြီးတော့ခံစားချက်မျိုးလဲဝင်လာခဲ့တယ်ပေါ့နော်ဒါပေမဲ့ ဘုရားသခင်ကကျွန်တော်ကိုညင်သချင်းပေးတယ်အဲ့ဒါနဲ့ကျွန်တော်ပြန်အိတ်တယ်ပေါ့နော်မနဲ့မိုးလင်းခါလေးမှာကျွန်တော်ပြန်အိတ်တယ်အိတ်ပြီးတော့အိတ်တဲ့ခါကျွန်တော်အိတ်ပြော်သွားတယ်ပေါ့နော်ဘိုက်နိုင်နဲ့အိတ်တယ်အိတ်ပြော်သွားတယ်ကျွန်တော်ပြန်နိုးလာတော့ပကတိကျမ်းမာခြင်းပေါ့နော်ဘုရားကကျွန်တော်ကိုပြန်ပေးတယ်ပြန်ပေးတယ်အရင်တော့ကျွန်တော်ဘိုက်အောင်ဖို့တယ်ပေါ့နော်အရင်တော့ကျွန်တော်ဘိုက်အောင်ဖို့ဒါပေမဲ့တနာကြီးလောက်ကြာရင်ပြန်ပြီးတော့ပျောက်သွားတယ်ပေါ့နော်အဲ့လောက်ကြီးကျွန်တော်တညာလုံးမခံစား ဘူးဘူးပေါ့နော်တညာလုံးပိုက်နာတယ်လို့ကျွန်တော်မခံတညာလုံးပိုက်နာဒါဒါပထမဆုံးချိန်ဖြစ်တယ်ပေါ့နော်အရင်တော့ကျွန်တော်အဲ့လောက်ကြီးမခံစားဘူးဘူးလေတွေအောင်ပို့တယ်ပေါ့နော်ဘိုက်ထဲမှာဒါပေမဲ့အဲ့လိုပဲကျွန်တော်ဆူတောင်းတယ်ဆူတောင်းပြီးရင်တနားလောက်နဲ့ဘိုက်နာလာပျောက်သွားတယ်ပေါ့နော်ဒီလိုပြောတဲ့ခါမှာကျွန်တော်ကစီးရီးပါတောက်ဆက်မလို့အာဖျားဖျားပြီမှာဆူတောင်းဖို့ပဲလို့ကျွန်တော်ဆုလို့ချင်တာပေါ့ပေါ့နော်ဒါတော့မိတ်ဆွေရုံချင်းချင်းနဲ့ဆိုင်တယ်ပေါ့နော်မိတ်ဆွေရုံချင်းချင်းအားချင်းအားချင်းတို့လို့ပေါ့ အဲဒါမှမဟုတ်မိတ်ဆွေကစီးကားနေပါပြတ်ချင်နေဆိုတော့ဒါမိတ်ဆွေသဘောပေါ့เนาะဒါတော့မိတ်ဆွေရဲ့အပိုင်းဖြစ်တယ်ဆိုတော့ကျွန်တော်ကတော့အာစုပဲတောင်းတယ်ပေါ့เนาะစုတောင်းတယ်ဖျက်ကပချင်းဝင်ခံတယ်အဲ့ဒီပုံမှာဖျက်ကအာပျောက်ချင်းပျောက်ကင်းချင်းပေါ့เนาะပကတိပြန်လဲပြီးတော့ကျမ်းမာချင်းပေးတာဆိုတဲ့အကြောင်းဒီကအာကြည့်ရှုနေတဲ့မိတ်ဆွေတွေကိုပြန်လဲပြီးတော့တည်တည်ခံ ဝေမြပြင်ဝေမြပေးခြင်းဖြစ်ပါတယ်ကျေးဇူးတင်ပါတယ် God bless you all အားလုံးကျမ်းမာခြင်းပျော်ရွှင်ခြင်းညီတချင်းရရှိခံစားကြပါစေ thank you